မဖုတ်တဲ့ခါမျိုးမှာပမုတ်မပွားတာမျိုးအပွားကျသွားတာမျိုးကိုတုံ့ပြန်ရတယ်ရှိလားတို့အရာဖြစ်နိုင်တဲ့အချက်အများကြီးရှိပေမဲ့အဓိကဖြစ်နိုင်တဲ့အရေးကြီးတဲ့ချက်ချက်ကိုဖြစ်ပြရမယ်။ကိုလိုဂျမုတ်ကဘာကြောင့်အပြည့်အစင်များပြီးလိုချက်ဖြစ်သွားလဲဆိုတဲ့အဓိကအကြောင်းရင်းကိုပြင်ဆင်လို့ရှိရင်ဒီဗီဒီယိုလေးကိုဖတ်ကြည့်ကြည့်ပါ။စုစုပေါင်းလုပ်တဲ့အခါမှာ ကောင်းမွန်တဲ့ဒိုးတာအပွားမှန်တဲ့ဒိုးတာကိုရရှိဖို့အတွက်လေးကြီးဆုံးက cheese အသုံးပြုခြင်းဖြစ်ပါတယ်။ဖြစ်ထားတဲ့ cheese ကအပွားရှိပေနဲ့ဒိုးတာရဲ့ကိုထည့်နေလိုက်တာဖြစ်ဖြစ်အပွားခံရတဲ့ဒိုးတာအပွားလွန်သွားပြီးတော့အဲ့ဒီလွန်သွားတဲ့ဒိုးတာကိုဖောက်လိုက်တာမျိုးဆိုလို့ရှိရင်တော့ဖောက်လို့ခြင်းနဲ့ plantain နဲ့မုတ်သားဓုတ်တွေကိုမရရှိနိုင်ပါဘူး။နောက်ထပ်ဒိုးတာမမှန်မပွားခြင်းအကြောင်းကတော့ဒီကိုသုံးတဲ့ cheese ကိုစားနဲ့ဒဏ်ရာထိထိသွားတာမျိုးတော့မဟုတ်ကြားထက်နေပါသွားတာကြောင့်ပွားအားအရင်ကြာသွားပြီးတော့မုတ်သားကိုပျက်စီးစေသွားတာမျိုးပေါ့နော်။ဒီလိုအရာလေးတွေကြောင့်နောက်ဆုံးရလာတဲ့အမွေရဲ့ရက်ဘက်ကပျက်စီးရခြင်းဖြစ်ပါတယ်။အမှတ်ချက်အနေနဲ့ထားသွင်းပြီးမှားတာကြောင့်ပွားတဲ့မပေး းနိုင်တဲ့ cheese နဲ့တူနိုင်ပါတယ်ရှင် cheese ကိုခဏခဏမသုံးဖြစ်တဲ့ဆိုလို့ရှိရင်တော့ဒီ cheese ကောင်းမကောင်းကိုစမ်းပြီးတော့မှသုံးတင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီ video လေးကိုကြည့်ပြီးတော့ဒီစုံတရားအကျိုးရရှိမှလည်းဆိုမျှော်လင့်ပါတယ်ရှင်ဒါကြောင့်နောက်ထပ်တစ်ချိန်ပေါ့နော်ပတ်မလို့တဲ့အခါမှာအဆင်မပြေဖြစ်သွားပြီးတော့မလို့အချက်လေးရှိသွားတယ်ဖေကာလေးရဲ့ရချက်ပြောတာလေးတွေနဲ့တိုက်ကြည့်ပြီးတော့ပြန်ဆက်ကြည့်ကြပါအောင်နော်အားလုံးပဲအတူတူကြည့်ပြီးတော့ဒီစုံများရင်တင်ပါတယ်ရှင်တာယာသုံးနေလေးဖြစ်ပါစေ